မြန်မာကျပ်ငွေဈေးကျလာတဲ့အတွက်ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့မဲဆောက်မြို့ဈေးထဲမှာရောင်းချနေတဲ့မြန်မာကုန်စည်တွေလည်းဈေးကျလာတဲ့တဲ့ငိုတော့ခင်မင်းစောကပြပို့ထားပါရရှင်ဒီနေ့ဇွန်လပိုင်းလောက်ကစပြီးဘက်ငွေဈေးတက်ပြီးမြန်မာကျပ်ငွေဈေးကျလာတဲ့အတွက်ထိုင်းနိုင်ငံဘက်မှာဘက်နဲ့ရောင်းချနေတဲ့မြန်မာကုန်တွေလည်းဈေးကျလာတာပါဘက်ဈေးတက်တိုင်းလည်းပမာငွေဈေးကကျပါပေါ့နော်အရင်တော့တော့ဘက်ဈေးကျတယ်ပမာငွေဈေးကောင်းတဲ့အနေထားမျိုးမှာလည်းဥပမာကျပ်တုန်ဒီတပိတ်တောင်ကိုဆိုတော့တစ်ကီလိုကို 23ဘတ်နဲ့တတ်မှတ်ခဲ့တယ်အရင်တော့ဈေးနဲ့ကဲအခုကြရတဲ့အခါကျရင်18ဘတ်ဆိုပြီးပြန်လုပ်လိုက်ပြန်ရောအဲ့လိုဆိုတော့ကိုယ့်ကိုယ်ဈေးက export ပါအတန်မှုမရှိပါမြန်မာနိုင်ငံဘက်ကိုတင်ပို့ရမှာတော့ထိုင်းကုန်တွေကဈေးနှုန်းပုံမှန်ရှိနေပြီမဲ့မြန်မာကျက်နဲ့ဘက်ငွေလဲပြီးပေးရတဲ့အတွက်ဈေးကိုပြရတဲ့သဘောတက်ရောက်နေပြီမြန်မာဘက်ကနေထိုင်းဘက်ကိုတင်ပို့တဲ့အခါမှာတော့ဈေးကျသွားတဲ့သဘောရှိပါတယ်။ဟိုလွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ကဆိုရင် အာချက်ဥတကကအဲ2200 2400နဲ့အခုဆို2900 2800ကြီးဖြစ်သွားတယ်။ငွေဈေးကွာသွားတာနဲ့ပါ။ငွေဈေးကွာသွားတာနဲ့အမြအဲအဲ့ဒါမျိုးဆိုလို့ရှိရင်အခုဆိုရင်အောက်ကချက်ဥကပြန်တက်လာလို့ရှိတယ်။ဒီကချက်ဥဝင်လာနေစား哦အရင်တော့တရားဝင်တယ်။ဘာကြောင့်ဝင်တာလဲ။တရားကုန်ချမ်းကဟိုသွားတဲ့ခါကျတော့ဟိုကအောက်မှာ ငွေတဲ့လူကသူကကုန်ညံအစာဘိုးကသူကစီးပူကြီးကြီးတော့ထွက်လာတဲ့ကျဥ်ပါနည်းနည်းလေးပြားစုံလေးတွေပေါ့ကွာတကြလည်းမပြည့်ပါကျွန်တော်တို့လေးလာကြည့်တယ်လားအဲ့ဒါလိုမျိုးတစ်လုံးမှပြားစုံတော့တမတ်လောက်กว่าရင်ပဲအလုံးတိတ်နေချင်ငွေရအများကြီးกว่าတကြပဲกว่าဒါနဲ့ကုန်သွယ်မှုကတော့အဲ့လိုလေးနဲ့ကစားကြတာများပါတယ်မြန်မာငွေတက်ကြကမျက်စက်နေတဲ့အတွက် ်မဲဆောက်ကမြန်မာကုန်တွေထဲမှာအယောင်းတဲ့ပစ္စည်းတွေကလွဲပြီးမြန်မာတိုင်းရင်းစေမြန်မာစာအုပ်တွေကိုတော့မူလာဈေးနှုန်းအတိုင်းထိမ့်ရောက်နေကြပါတယ်မြန်မာဘက်ကတည်သွင်းလာတဲ့မြန်မာငချောက်တွေကိုတော့ဈေးနှင်းနဲ့ကျဆင်းနေပေမဲ့အချိန်မီးဈေးပြန်တက်မှာစိုးရိမ်နေတဲ့အတွက်ရောက်ချတဲ့နေရာမှာမချောက်တဲ့ကီလိုကိုတပတ်ကနေ၁၀ပဲကီလောက်ပဲအတိုးလျှော့နဲ့ထိမ့်ပြီးရောက်ချနေတယ်လို့မဲဆောက်သေးတဲ့ကမြန်မာငချောက်ကုန်တွေကပြောပါတယ်။ လက်ရှိဂျွန်လ16ရက်နေ့မှာမြန်မာငွေကျပ်တရာကို ထိုင်းဘတ်ငွေ1.66ပြားပေါက်သေးရှိနေပါတယ်။ကျမခင်မင်းဆိုပါရှင်။